င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဒီကနေ့စက်တင်ဘာလ23ရက်နေ့ထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကစိတ်ဝင်စားဖွယ်ရသတင်းတွေကိုထုံးနှုတ်တင်ဆက်ပေးနေတဲ့အစီအစဉ်ဒုတိယပိုင်းပြန်လည်စတင်ပါပြီဒီအစီအစဉ်ကိုကျွန်မရမင်းဦးနဲ့အတူကျွန်တော်ကျော်စိုးတို့ကဖတ်ကြားပေးသွားမှာပါဟုတ်ကဲ့ပါရှင်အဲကိုကျော်စိုးရေဒီအစီအစဉ်ရဲ့အစမှာပေါ့နော်ဖတ်ပြခြင်းတဲ့သတင်းကတော့ဒီရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ဟောင်းရွှဲနဲ့အန်နယ်ရှိတဲ့အကြောင်းအဆအဦးတွေကိုပြန်လဲအစ်စ်တိစားဖို့ဘဏ္ဍာငွေရရှိလာပြီတဲ့ ကျောင်းဆောင်တွေမှာတဲ့အဓိကအဖြစ်ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့တောင်ပိုင်းခရိုင်တွေမှာရှိတဲ့တကုံမြို့တစ်အရှိပိုင်းတကုံမြို့တစ်တောင်ပိုင်းတင်ရန်ကျွန်းမြို့နယ်တွေမှာလည်းတည်ရှိတဲ့ကျောင်းတွေကိုတဲ့အစ်စ်ပြန်လဲတိဆောက်ရမှာအာစီတစ်ထက်များဖြစ်ပြန်လဲတိဆောက်ပေးမှာဖြစ်ပြီးကျောင်းဆောင်များဆောက်လုပ်ခွင့်ကိုပုတ်ကလေးကတို့ကန်ထရိုက်စနစ်ဖြင့်အနှံဆောက်လုပ်စေမှာဖြစ်ကြောင်းဘန္နာရီ မိများရရှိသည်ကိုထုတ်ပြန်ရေးများနိုင်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ရှိသူတူဦးကပြောပါတယ်ဆိုပြီးဒီ11သတင်းစာထဲမှာတော့ရေးထားတာပေါ့နော်။ကျောင်းဆောင်တွေပြန်ဆောင်ဖို့ပြည်အောင်စုရကဘတ်ဂျက်ချပေးထားတာပါ။အဲ့ဒါကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ကြီးကြပ်မှာပါ။အဓိကပြန်ဆောက်ပေးမဲ့ကျောင်းဆောင်တွေကတော့ကျောင်းသားဥယျာဉ်နဲ့ကျောင်းသားမလုံလောက်တဲ့ကျောင်းတွေနောက်ပြီးတော့အန္တရာယ်ရှိတဲ့ကျောင်းဆောင်တွေကိုဆောက်ပေးမှာဖြစ်ပါတယ်လို့အဲ့တာဝန်ရှိသူတူဦးကပြောကြတယ်လို့ဒီထဲမှာဖော်ပြထားတာပေါ့။ ီလိုចောင်းဆောင်တွေပြန်လဲဆောက်ပေးရတဲ့အတွက်အလက်ရှိတင်တာခေါ်ယူထားပြီးအရေးသွေးပြည့်မီတဲ့တင်တာတင်တွင်းသူတွေကိုသာဆီစစ်ပြီးတော့ရွေးချယ်ဆောက်လုပ်စီမင်းတို့သိရပြီးသုံးဆွဲမဲ့ဘန်နာငွေအနေထားအခုနှစ်ဘန်နာအတွက်ပညာရေးလုပ်ငန်းတွေမှာအသုံးပြုမဲ့ဘန်နာငွေတွေပြီးခဲ့တဲ့နှစ်ထက်နှစ်ဆပုံမူချပေးထားပြီးတော့အခြေခံဦးစီးဌာနကနေပြီးသူတို့ရဲ့အစီအစဉ်နဲ့တာမွေများဥက္ကလာတင်ငန်းကျော်စတဲ့မြို့နယ်ကအကြောင်း80ကျော်ကိုလည်းပြန်လဲဆောက်သွားဖို့စီစဉ်နေပါတယ်တဲ့ ဒီလိုမျိုးចောင်းနေပြည့်ပြည့်မို့လိုရနေရင်တော့ចောင်းသားတွေအနေရှိလာမဲ့ဒီចောင်းဆောင်တွေပေါ့အလှင်အမြန်ပြန်ဆောက်ပေးဖို့တို့ကစီစဉ်နေပါလို့ဒီထဲမှာတော့ဖော်ပြထားပါတော့เนาะဟုတ်ကဲ့ ကျွန်တော်ကတော့ဒီ7 day daily တဲ့မှာပါတဲ့သတင်းစာပေါ့နော်ဒီသတင်းတစ်ပုဒ်ပေါ့လေကုံချောထုတ်လုပ်ပွဲအတွက်ဆိုပြီးတော့ဒီဆွစ်ဇာလန်ဆွစ်ဇာလန်နိုင်ငံအသစ်လုံးများကဒီစံသက်ဝယ်ယူမယ်ဆိုပြီးတော့ဒီသတင်းတစ်ပုဒ်ဖော်ကတာဟုတ်ကဲ့ဘလို့သတင်းလည်းမသိဘူးပုံမှန်အားဖြင့်ဆိုဒီမြန်မာနိုင်ငံအသစ်တွေကိုပဲဒီနိုင်ငံခြားကိုတင်ဖို့ရောင်းချရတယ်အခုကနိုင်ငံခြားအသစ်ကိုမြန်မာပြည်ကပြန်ဝယ်တာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဒီထဲမှာပေါ်ပြထားတာပေါ့လေကုံချောထုတ်လုပ်နိုင်ရန်အတွက်ဒီအခုလစံပန်းနေပြီးတော့ဒီကုံချမ်းအသစ်လုံးတွေကိုပေါ့လေဆွစ်ဇာလန်နိုင်ငံတွေဝယ်ယူခဲ့တဲ့အကြောင်းဒီအသစ်လုပ်ငန်းရှင်များအသင်းကနေပြီး ောတာသူတို့ဖော်ပြထားတဲ့ပုံပေါ့လေသူကဘာပြောထားလဲဆိုရင်ဒီကုံချုံထုတ်လုပ်ဖို့ဒီပြည်တွင်းကတစ်ထုတ်လုပ်မှုတွေကိုရေရှည်မိခိုးလို့မရဘူးနောက်ဘယ်နိုင်ငံမှမဆိုတစ်အချောခံဒီ ချောထည်ပစ္စည်းထုတ်လို့ရင်ပေါ့ပြပကတစ်တွေမှာယူကြတယ်ဆိုပြီးတော့ဒီတစ်လုပ်ငန်းရှင်များအတင်းကဒီတောင်ဝန်ရှိသူတရားကပြောကြားထားတာပေါ့နော်ဟုတ်ကဲ့ပါရှင်တစ်လုံးတွေကိုပေါ့တစ်ကုံကြောထုတ်လို့ရတဲ့တကားများပြုလို့ရတဲ့ဟိုစမ်းသက်ဝယ်ယူတယ်ဆိုပြီးတော့ပေ40ရှိတဲ့ကွန်တနာတစ်လုံးစာပေါ့ဒါသူဝယ်ယူထားတယ်ဒီမှာတစ်တွေရေရှည်တည်တဲ့ခံစရာယူရပြီးစမ်းသက်ဝယ်ယူခြင်းဖြစ်တဲ့ဆိုပြီးတော့ဒီတစ်လုပ်ငန်းရှင်များအတင်းကဒီတောင်ဝန်ရှိသူကပြောတာပေါ့နော်ဟုတ်ကဲ့ပါရှင်အခုလက်ရှိဒီမာနိုင်ငံတဲ့ကိုတစ်လုံးတင်သွင်းတဲ့ကုမ္ပဏီဆိုတာလဲ တမနာဦးသိဆိုင်ပေးရထားတဲ့ဒီထူးချွန်ဆူရရှိထားတဲ့ဒီ National Wool Industry ပေါ့လေအဲ့ဒီကုမ္ပဏီကဝယ်ယူခဲ့တဲ့ဆိုတဲ့အကြောင်းဒီ Seven Day Daily Zin စာမှာဖော်ပြထားတာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒါကုန်ကြောထုတ်လုပ်ပေးအတွက်ပြည်ပကနေတစ်တူယူပြီးတော့ဒီမြန်မာတစ်တွေရောဒီလိုမျိုးဘလို့ကြာရှည်ခံအောင်လုပ်ရမလဲဆိုတဲ့ဤပညာကိုရယူဖို့ထင်တယ်ဟုတ်ကဲ့ဒါ Center Way မှာပေါ့လေသူတို့ဒီဘက်မှာကုန်ကြောတခုထုတ်လုပ်ဖို့အတွက်ဆိုပြီးတော့ကဲအမအနေနဲ့ရောနောက်ပါသတင်းများဖော်ပြရှိတယ်ဟုတ်ကဲ့ဒီဥစ္စာကတော့အခုဒီ Voice Daily သတင်းစာထဲမှာဖော်ပြထားတာပေါ့နော်စစ်အာဏာသိမ်းခေါင်းဆောင်ထိုင်းဝင်ကြီးချုပ်မြန်မာနိုင်ငံကိုလာမြည်တဲ့သူကတော့ဒီလိုမျိုးခေါင်းစဉ် တ်ထားတယ်။အိန္ဒိချင်းထိုင်းနိုင်ငံရဲ့စစ်အာဏာသိမ်းခေါင်းဆောင်ဝန်ကြီးချုပ်ပရာယုချန်ဝင်းချာကပထမဆုံးနိုင်ငံတကာခီးစဉ်ဖြင့်မြန်မာနိုင်ငံကိုလာရောက်ဖို့စီစဉ်နေကြောင်းထိုင်းအခြေစိုက်ဘန်ကောက်ပို့သတင်းစာမှာဖော်ပြထားတယ်တဲ့။ ီနှစ်နိုင်ငံဆက်ဆံရေးပုံပုံခိုင်မာလာစေရန်အတွက်လာရောက်ချင်းဖြစ်ပြီးတော့ဝင်ကြီးချုပ်ရဲ့ခရီးစဉ်ကိုစတင်မာလာကုန်ဒါမှမဟုတ်အော်တိုဘာလာဆန်းပိုင်းမှာလာရောက်ဖို့ရထားတယ်တဲ့ထိုင်းဝင်ကြီးချုပ်ပရာရုချန်အိုချာကမြန်မာနိုင်ငံဟာလက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်နေတဲ့အတွက်ပထမဆုံးနိုင်ငံတကာခရီးစဉ်ဖြစ်ရွေးချယ်ရခြင်းဖြစ်တယ်တဲ့အဲ့ဒီခရီးစဉ်ကိုအမြန်ဆုံးစီစဉ်နေကြအောင်ဒုတိယနိုင်ငံခြားရေးဝင်ကြီးကနေပြီးတော့ AFA သတင်းဌာနကိုပြောကြားလိုက်တယ်ပေါ့နော် ဟုတ်ကဲ့အရင်တော့ကဒီထိုင်းဝင်ကြီးချုပ်ရင်လက်ရှင်နာဝဲရဲ့နေရာကိုအာနာသိန်းခဲ့တဲ့ဆက်အာနာသိန်းခေါင်းဆောင်ဝင်ကြီးချုပ်နဲ့ခေါင်းဆောင်အချို့မြမတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြီးခဲ့တဲ့ဇူလိုင်လကသွားရောက်လေပတ်ခဲ့ပြီးတဲ့အနောက်မှာဒီခီးစဉ်ကပေါ်ပေါက်လာတာဖြစ်တယ်တဲ့ဒီမြန်မာနိုင်ငံရေနံတဘာဝတက်ငွေဟိုတယ်နဲ့ခီးသွန်းနဲ့ကုန်စည်ကဏ္ဍမှာလည်းထိုင်းနိုင်ငံကယင်းနှိမ့်နှံထားရတဲ့အများအပြားရှိတယ်တဲ့ဒီ ပြောရမယ်ဆိုရင်ဒီတနင်္သာရီညိုင်းမှာရှိတဲ့ဒဝေရင်နဲ့စီစီမံကိန်းဆိုတာဒါအကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်မျိုးပေါ့နော်ဒီထိုင်းဝင်ကြီးရုပ်ကတဲ့ဒီဒီဝင်ကြီးတောက်တာဝန်အပြင်ကိုအာနာသိန်းအမျိုးသားငိမ့်ချင်းနဲ့တရားဥပဒေစိုးမိုးရေးကောင်စီရဲ့နိုင်ငံကတာဝန်လဲဆက်လက်ယူထားတဲ့သူတူဖြစ်တယ်တဲ့နောက်2015ဒီအော်တိုဘာလာမှာကျင်းပမဲ့ဒီရွေးကောက်ပွဲမတိုင်ခင်အထီကိုတာဝန်ယူမယ်လို့ကြေညာထားရပေါ့နော်ဟုတ်ကဲ့အခုလောလောဆယ်တချို့တွေကဝေဖန်ကြရတယ်ကြတော့ဒီအပြင်ရစကားပေါ့နော်ဒီ စစ်တပ်အနာသိထိုင်းကောင်းဆောင်ကမြန်မာပြည်ကိုလာပြီးတော့ဘာတွေတိုင်ဝင်ကြအောင်မလဲဆိုတာလေလူတွေကစိတ်ဝင်စားနေကြတာပေါ့လေးလာမဲ့သဘောလေးပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုကျော်စိုးကရောဘာများဖတ်ပြမလဲမသိဘူးကျွန်တော်ကတော့ဒီမျိုးစိမသတင်းစာမှာပါတယ်ဒီကမန်လက်မှတ်များတရားမဝင်ထုတ်ပေးထားတဲ့ပြည်အငင်းပွားကနိုင်ငံသားစီစစ်မှုရပ်နာထားရတဲ့ဆိုတဲ့သတင်းပေါ့နော်အဲ့ဒီသတင်းမှာဒီရခိုင်ပြည်နယ်မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရှစ်ပြေးစီမံကျင်းနေတဲ့လူကြီးစုစစ်ချင်းတွေကိုဒါပြုလုပ်ပေးနေတာပေါ့လေအဲ့ဒီမှာလောက်တာဒီသုံးခေါချိုးလက်မှတ်ကိုဆောင်ထားသူတွေနောက်ပန်းရောင်ကက်ကန်ဆောင်ထားသူတွေနောက်အဖြူရောင်ကက်ကန်ဆောင်ထားသူတွေကိုစုစစ်နေတာပေါ့လေဒီလိုလှုပ်ဆောင်ပေးရမှာပေါ့ကမန်လို့လက်မှတ်ရှိတဲ့သူတွေကိုစုစစ်လိုက်တဲ့အခါမှာမှတ်ပုတ်တင်တူတွေဖြစ်နေတယ်ဆိုပြီးတော့ပြောထားတာပေါ့ဒါတွေကဒါလက်ဆော့မှုတွေတွေ့ရတယ်နောက်တစ်ချက်ကဒီကမန်လို့ယူဆထားတဲ့လူတွေကအစစ်မခံတော့ဘူးဆိုပြီးတော့မြို့နယ်စစ်နိုင်ငံသားစစ်စစ်မှုအဖွဲ့ဝင် ဦးမောင်ရေချမ်းကဒီမစ္စမတ်ကိုပြောထားတာပေါ့နော်ဒီဒုက္ခတဲ့စကန်တွေမှာကမန်တိုင်းသားဖြစ်ဒီမှတ်ပုတ်တင်ကန်ဆောင်ထားတဲ့လူဦးရေ900ကျော်ရှိတယ်သူတို့ကိုစီစစ်ရမှာငင်းပွားမှုတွေရှိတဲ့အတွက်အခုလိုရက်နာထားရလို့လည်းပြောတာပေါ့လေတစ်ဖက်ကလည်းဒုက္ခသည်စကမ်းမှာရှိတဲ့ပင်ဂါလီဒုက္ခသည်တွေကလည်းဟိုသူတို့ပြောထားတာရှိတာပေါ့နော်ဒီရက်လိုက်လို့တော့အခုလိုစီစစ်တာကိုရက်လိုက်လို့မရဘူးတရားမဝင်ထုတ်ပေးသူရောကိုင်းဆောင်သူရောဥပဒေရဖြည့်ရှင်းရမှာပေါ့ရက်လိုက်ရင်သူ တခြားသူတွေနင့်နာမှာပေါ့ဆိုပြီးတော့ဒီဘင်္ဂါလီကောင်းဆောင်ဥအောင်ဝင်းကဆိုလာတာပေါ့လေဟုတ်ကဲ့ရှင်ဟုတ်ကဲ့နော်ဒီ season ကိုဒီမတ်လ9ရက်နေ့ကနေပြီးတော့စတင်ခဲ့တာဒီနိုင်ငံသားစီစစ်မှုတွေစက်တင်ဘာ2ရက်နေ့ထိစီစစ်ပြီးစီမှု6ယောက်ကျော်ရှိနေပြီနော်နိုင်ငံသားဖြစ်သဘောထားမှတ်ချက်ပြုသူက80 80အယောက်80ရှိပြီးနိုင်ငံသားပြုခွင့်ရသူကတော့ဟို934ဦးနဲ့ဒီဆောင်ရွက်ပေးရန်မသိဆိုပြီးတော့သဘောထားမှတ်ချက်ပြုသူ12ဦးထိရှိတယ်ဆိုပြီးတော့ဒီမစ္စမာတင်းစာမှာဖော်ပြထားတာပေါ့နော်ဒီကမန်လက်မှတ်များတရားမဝင်ထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့ငင်းပွားတဲ့ပြဿနာပေါ့လေအဟုတ်ကဲ့ကိုကျော်စိုးဖတ်ပြတဲ့ဒီသတင်းလေးနဲ့ပဲဒီအစီအစဉ်ကိုညီကုန်းချုပ်ရအောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင် ုတ်ကဲ့ရှင်ဒီစက်တင်ဘာလ23ရက်နေ့ထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကစိတ်ဝင်စားဖို့ရသတင်းတွေကိုထုံထုံတင်ဆက်ပေးနေတဲ့အစီအစဉ်ကိုရည်နာလိုက်ရပါတယ်ရှင် DVB ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်ပေါင်းကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်